စင်ပြူရှင်မင်းလက်ထက်တွင်မြန်မာနိုင်ငံသူ၃ဘန်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတယ်။အယုဒ္ဓယာမှာထိုင်းလူမျိုးများ၏မျိုးဆက်များမှနှစ်ပေါင်း160ကျော်တွင်အမိမြေသူလာရောက်လည်ပတ်နိုင်ခဲ့တယ်လို့ထိုင်းချေဆိုင်ခါဆော့တင်းဌာနကဖော်ပြပါတယ်။ထိုင်းလူမျိုးသမိုင်းသူတေသနာပညာရှင်နှင့်အဖွဲ့ဝင်များကစူးကားကျေးရွာသားများ၏အင်ပြန်ခရီးဆိုတဲ့အစီအစဉ်ကိုပြုလုပ်ခဲ့ပြီးအဆိုပါစူးကားကျေးရွာမှာမန္တလေးတိုင်းဒေသကြီးမတရားမျိုးနယ်အတွင်းတည်ရှိ169ခုနှစ်တွင်အယုဒ္ဓယာသူ မြန်မာတို့ဒုတိယအကြိမ်သိမ်းပိုက်ပြီးတွင်ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ရုဒိယပြည်သူအချို့နေထိုင်ရာရွာတရာဖြစ်ပါတယ်။အော်တိုဘာ၁၈ရက်တွင်ဆိုဘာကျေးရွာတွင်နေထိုင်တဲ့ရုဒိယသားတို့၏မျိုးဆက်များဖြစ်တဲ့အဖွားတော်တင်ထေအပေါင်းကျေးရွာဆရာတော်ဦးမကနာကျေးရွာလူကြီးဦးစော်ဝင်းနဲ့တော်တင်ညို့တို့မှထိုင်းနိုင်ငံမြို့တော်ဖြစ်တဲ့မြို့တော်ရုဒိယသို့ရောက်ရှိလာခဲ့ပါတယ်။မန္တလေးလေစင်းမှတဆင့်ထိုင်းနိုင်ငံသို့ဒုံမောင်းလေစင်းသို့ရောက်ရှိခဲ့ပြီးထိုမှတဆင့်မြို့တော်ရုဒိယသို့ရောက်ရှိချိန်တွင်ဝမ်းသာမျက်ရည်များနှင့်ပြည့်နှက်နေတဲ့ အသက်63နှစ်အရွယ်အဖွားတော်တင်ထိပ်မှာရုဒိယမမြန်မာနိုင်ငံသို့ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့မျိုးဆက်များထဲမှာနောက်ဆုံးသက်ရှိဖြစ်ပြီးသူမ၏ဘဝမြေကိုနှစ်ပေါင်း160ကြာတွင်ပြန်လည်ရောက်ရှိလာခဲ့ခြင်းလည်းဖြစ်ပါတယ်။မြို့တော်ရုဒိယသို့ရောက်ရှိချိန်တွင်ပထမဆုံးအနေဖြင့်မျိုးဆောက်နန်းနန်းသို့သွားရောက်ခဲ့ပြီးအခြားသမိုင်းဝင်နေရာများကိုလည်းသွားရောက်လည်ပတ်ခဲ့တယ်လို့သတင်းတွေဖော်ပြထားပါတယ်။မျိုးဆောက်နန်းနန်းသို့စတင်ရောက်ရှိချိန်တွင်ပေါ်ဝါကိုလူတန်းခဲ့ပြီးမြေပြင်နှင့်စတင်ထိတွေ့ချိန်တွင် ဖောက်တိုနီထရီမှာမျက်ရည်များကျဆင်းလာခဲ့ပြီး ဘယ်နေ့မှဒီနေရာကိုရောက်လဲဆိုတာမသိနိုင်ခဲ့ဘူးလို့ပြောကြားခဲ့တယ်လို့သတင်းတွေဖော်ပြခဲ့ပါတယ်။ခီးစင်နယ်ပောင်ဝင်သူများမှာ1969ခုနှစ်အတွင်းရုတ်တရက်မြို့ပျက်စီးစဉ်ကာလကဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူများ၏ခုနှစ်မြောက်မျိုးဆက်၏သားသမီးများဖြစ်ပြီးမျိုးဆက်တိုင်းတွင်သားသမီးများထံမှနေလို့ပူပွားဟာရုတ်တရက်ကလူတွေပါဆိုတဲ့အကြောင်းအရာကိုနားဖြင့်သာကြားဖူးကြသူများဖြစ်တယ်လို့သတင်းတွေဖော်ပြထားပါတယ်။